ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။နောက်ပြီးဒီနေ့ကျွန်တော်တွေ့တယ်ဗျ။မန္တလေးဘက်မှာရှင်တော်လှဲ့နေတာ။ဟမ်ရှင်တော်လှဲ့နေတယ်ရှင်တော်လှဲ့နေတာပြီးတော့ဘောက်တွေနဲ့ဟမ်မြန်မြန်ဆန်ဆန်နဲ့ကောမှုကုသိုလ်လောက်တာကျွန်တော်တို့ဝမ်းသာပါတယ်။နော်။ကောမှုကုသိုလ်လောက်တာကျွန်တော်တို့ဝမ်းသာတယ်။ သင်္ကန်းစီးတယ်တာသနာပေါင်းဝင်တယ်ကျွန်တော်တို့တာရုခေါ်တယ်အကျဉ်းငိမ့်တာရုခေါ်တယ်ဝမ်းသာဒိုင်ပဲဗျာကျွန်တော်တို့ဒတိုင်းကြီးလုံးတောကပင်လေဝင်နေတယ်မျက်ကြီးတွေပင်လေဝင်နေတယ်နိုင်ငံတကာမနေနိုင်လို့လကူညီနေတဲ့အချိန်မှာခင်ဗျားတို့ဒီလိုပွဲမျိုးမလုပ်သင့်ဘူးဗျာသိလားအချားတိုင်းရလည်းမဟုတ်ဘူးအဲ့ဒီမန္တလေးတိုင်းရဟွန်း ခင်ဗျားတို့စဉ်းစားလုံးသိလားမလုံးသိလားဆိုတာခင်ဗျားတို့ကအလူကိုအလူလောက်တာဂုံပကာသနာတွေထုတ်ကြွားခြင်းလို့လားဟမ်အချိန်နေရဲ့အချိန်ခါရဲ့ခင်ဗျားတို့ကြည့်ပါခင်ဗျားတို့ဒီစင်ပြုတ်ဝဲကိုမလုံးအောင်လို့ကျွန်တော်ပြောတာမဟုတ်ဘူးသင်ငန်းစီးတယ်ကြီးဆိုတာနော်သင်ငန်းစီးတယ်ဆိုခင်ဗျားတို့လည်းဘုရားဝါသာကြီးသင်ငန်းပြေးခဲ့ရအပြည့်ဆုံးတဲ့ ဖုံကျော်ပေါ်ကြီးဖုံကြီးကသင်္ကန်းတောင်းပြီးတော့ဟုတ်လားတိမ်တိမ်ဝင်လိုက်ရန်ရန်ဖြစ်ပြီသင်္ကန်းပြိကအပြည့်စုံနဲ့ဟုတ်လားသင်္ကန်းတောင်းလိုက်ကိုရင်ဖြစ်ပြီဟမ်ဖျားစင်လက်ထဒါမျိုးကြီးမရှိနော်ခင်ဗျားတို့ဒီလိုပွဲလမ်းသမင်လောက်တာကိုကျွန်တော်ကဟုတ်လားမကြိုက်လို့ကာပြီးတော့အိုရယ်မနစ်မြို့လို့ပြောတဲ့စကားမဟုတ်ဘာလိုက်ပွဲလမ်းသမင်ဒါမြမရဲ့ စစ်ထုံးအမူလာစစ်ထုံးအစင်းလာဟုတ်လားဒါလို့တော့ကျွန်တော်ကဟုတ်လားဖြက်လို့ဖြက်စီပြောတဲ့စကားမို့ယနေ့အချိန်နေယနေ့အချိန်ခါတတိုင်းကြီးလုံးနော်သောကပင်လေဝင်ကလေးလူများတိုင်းကြီးတွေကနေပြလာပြီးတော့ကိုညီနေရတဲ့အချိန်မှာခမားတို့ရဲ့ဂုံပကာသနာတွေဘေးဖယ်ပြီးတော့ခမားတို့ကောင်းမှုကုသိုလ်တွေလုပ်စီချင်အယောင်များစိတ်ပြတ်ဖို့ကောင်းတယ်ကျွန်တော်မြန်မာနိုင်ငံ ညင်ရတွေးရတချမ်းမှဟိုမျက်စိထဲမှာအဆင်မပြေနေဘူးနောက်ပြီးတော့ကုံစင်းနှုံးနေကုံစင်းနှုံးနေတတ်တာမသမာလောဘတွေတတ်နေတာဒါတွေလည်းကျွန်တော်တို့တွေးရဒါမျိုးတွေမဖြစ်သင့်ဘူးဗျာဟမ်ဟိုမှာငလျင်တန်ကြောက်ပျက်စီးသွားပြီအိမ်ကြီးလည်းမရှိတော့ဘူးဟမ်ဘာတခုမှပြိုင်လို့မရအောင်အကုန်မြေကြီးလေးရောက်သွားပြီ ခင်ဗျားတို့ကတောပြီးတော့တောကြောင်လက်ခမောင်းခတ်တဲ့ပုံစံမျိုးတွေသိမ့်လုံးကြတာပဲဗျာအယံရင်ထဲမှာနာကျင်ရတယ်စင်သားကြီးဖြစ်သင့်လားလူမျက်စင်းရဒုက္ခရောက်နေစားစရာမရှိဘူးဝတ်စရာမရှိဘူးဒီချိန်မှာခင်ဗျားတို့ဗျာဟုတ်လားကိုစီပေါ်ကြီးဖြစ်ဖို့တော့မတန်မဆစည်းနေတဲ့ကင်ပြီးတော့ရောင်းတဲ့အမှုကျင့်တယ်ကျောင်းတိုင်းကြီးတပြည့်ရဲတွေ့တယ်ဗျာ လူများတိုင်းကြီးတွေသဘာဝဘေးတွေဖြစ်တယ်ဟင်တလူမျိုးဖေဖိုးမှာလည်းတွေ့တယ်အများကြီးတွေ့တယ်လူများတိုင်းကြီးတွေဘလို့မျိုးကြည်သူကြည်သားအချင်းချင်းဘလို့ကူညီကြလဲခင်ဗျားတို့ကိုအစဉ်ပြေဖို့လောက်ပဲဟမ်လူများအောင်မကြည့်အဲ့ဒါကြီးကျွန်တော်တို့တွေ့ရတယ်ရင်ထဲမှာတော်တော်လေးမှမချစ်တင်ငယ်ဖြစ်တယ် တော်တော်ဝမ်းနေတာကျွန်တော်တို့ဒါမျိုးတွေမဖြစ်သင့်ဘူးဗျာဟမ်အာဓမလောဘစိတ်ခင်ဗျားတို့ဘုရားဘာသာမခံယူနဲ့ဖိလားခင်ဗျားတို့ရဲ့စိတ်ဓာတ်စိတ်နေစိတ်ထားနေဘုရားဘာသာဆိုတဲ့စိတ်ဓာတ်မျိုးမခံယူဘုရားဘာသာဆိုတဲ့အယူဝါဒခင်ဗျားတို့မခံယူနဲ့ခင်ဗျားတို့ဝါဒတွေကဘုရားဝါဒတခုမှမရှိဘူးဟမ်မြစ်တာစေတနာဆိုတာခင်ဗျားတို့ယင်နေမှမရှိဘူး ဘဒူတိတ်တိတ်ငတိမိုင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့ဟမ်မလုတ်ကြပါနဲ့နော်ဒါမျိုးကြီးညင်သေးရလက်မဆိုင်ကြနဲ့ဗျနော်အခုကမြင်နေရလန်ဆိုင်နေရတယ်ကျွန်တော်တို့တိုင်းကြီးရနော်အဲ့ကြောင့်ဘုကျွန်တော်ပြောတာမြန်မာနိုင်ငံမှာတရားရဂိုင်တော့မှာ 69ဒသမ99ရာခိုင်နှုန်းလောက်ဟာဒီမိုကရေစီဆိုတာမရှိစိတ်ဓာတ်ကြီးဒီမိုကရေစီစိတ်ဓာတ်မရှိဘူးဟမ်တာနေမြန်လိုချင်တာဒီမိုကရေစီအခုကိုယ့်အိမ်ဘိန်းသားမှာဟာလားကိုယ့်ရဲ့မျိုးနွယ်မှာကိုယ့်ရဲ့ဝရင်းသားမှာဒီလောက်ဒုက္ခရောက်နေတယ်အကြီးကျယ်ကြီးငူငူကြွေးကောကားနေနဲ့ဟမ်ကျွန်တော်တို့လိုင်းဝအကြည့်နော်ကျွန်တော်မျက်ရည်ကြီးကြ တအားပဲဝမ်းနေနေစိတ်မကောင်းနေဖြစ်တအားဖြစ်ပြန်တယ်ကျောင်းလည်းနိုင်တော့ဟုတ်လားနိုင်နေဝင်တဲ့စဉ်းစားပြောရင်ကျွန်တော်ကျွန်တော်နဲ့ဟုတ်လားနီးစပ်တဲ့လူတွေစီကနေပြောအလူခံတယ်ကျွန်တော်လည်းလူပြီးတော့ဒါမျိုးလေးတွေကျွန်တော်တို့ဝိုင်းလူပြီးတာလုတ်လုတ်ထားတယ်စဉ်းစားကြည့်မြန်မာနိုင်ငံသားဆိုတဲ့လူသားဆိုတဲ့အသိနဲ့တတ်နိုင်တော့ကျွန်တော်တို့ကဝိုင်းလူပြီးနေတယ် ကိုတော့သူတို့သူတို့စီစီမစီစီအခုအချိန်သူတို့ကြီးဝတ်တတဲ့ကိုလူတော့အသက်တော်မှာတချို့ဆိုရင်တချို့တွေဆိုရင်အသက်မပါလာဘူး body ခန္ဓာကိုယ်ပဲရတချို့ဆိုအပန်းငွေငွေလေးတွေနဲ့ဟာကြမ်းမကြီးစောစောမှုတွေပါသူတို့ကဘာမှမရှိတော့ဗလာနတ်တွေဖြစ်ကုန်ပြီကုံသွားပြီဘာမှမရှိတော့ဘူးဟမ်ဒီလိုမျိုးလူများအပူလုံးတွေကတ်ဆိုင်နေချိန်မှာခင်ဗျားတို့ကစီးပွားဆာကျင်သေးတယ် အဲ့ဒီနိုင်ငံရေးသမားတွေလည်းအဆိုးဆုံးအဓိကနိုင်ငံရေးသမားတွေအဆိုးဆုံးအရင်ယုံမကောင်းတာမင်းတို့နိုင်ငံရေးမဟုတ်ဘူးသိလားမင်းတို့လုံနေတာတွေစောက်တလွဲတွေဟမ်မယောင်ရာတွေစီလူးနေတယ်မင်းတို့စဉ်းစားမင်းတို့လုံနေတဲ့အလုပ်တွေဟုတ်လားမဟုတ်လားလူများတိုင်းပြည်ကတော့မှလူသားဆိုတဲ့အသီးနဲ့လာပြီးတော့ကူညီနေတာမင်းတို့ကဒီမှာသွားတဲ့ဟာတွေကိုဟုတ်လားမင်းတို့ရိတ်ကအတွက်ဟုတ်လားယူသွားကြတာတွေ မင်းတို့စဉ်းစားလေကွာမင်းတို့ PDF ကိုခွင့်ပြုချက်မရလို့ဆိုပြီးတော့မင်းတို့တိမ့်ဆဲသွားတာတွေအစိမ်းဆုံးပြောရင်မင်းတို့ကလူသားချင်းစာနာစိတ်မရှိဘူးတိလားလောဘသားတွေအာဓမလောဘသားတွေမင်းတို့အခုနိုင်ငံသားလူတွေဟုတ်လားမင်းတို့အော်နေရတယ်ဟာစကိုင်းဘုတ်မရောက်ဘူးစကိုင်းဘုတ်မေစကိုင်းဘုတ်ကိုသွားဖို့ကိစ္စဟမ် ဒီလောက်စစ်တွေဖြစ်နေတာဒီဘက်မှာလည်းအငလီလောက်လို့လည်းဟိုဘက်မှာပြည်သူတွေအိမ်ဘုံနဲ့ကျဲတယ်လို့ပါမင်းညာလေကျွန်တော်ပြောပွားပြီးအဲ့အကြောင်းလေးရတယ်။မင်းတို့ကဟိုဗဇာရာပြည်သူပြောပြီးလက်ကကြတော့တနက်ကြီးခိုင်းလာတာ။ဟမ်။နိုင်ငံတော်မှာသူ့ပွားနေသူရှိတယ်။သဘောပေါက်လား။ကေစေရဲ့ကေစေကြီးပဲ။နော်။ ကာကွယ်ရေးကကာကွယ်ရေးပဲသူ့အကြောင်းတရားနဲ့သွားသူရှိပြီလားမင်းတို့သပြောလို့မရဘူးဟုတ်တယ်အရာအားလုံးကတွေ့နေရမြင်နေရတော့ဒုနိုင်ငံကြီးစီရအနာဂတ်အတွက်တကြင်လေးတယ်တကယ်ပြောတာကျွန်တော်တို့လေဒီကောင်းတွေကြည့်ပြီးတော့တကယ်ကိုရင်မောတယ်သိလား ြောရဆိုရတာတွေတခြားမှလမ်းသက်ပုံမကြောက်ဟိုဘာမဆိုင်ညာမဆိုင်နိုင်ငံကဝင်နေတယ်ဟာလားလှုပ်ပြီးနေတယ်အဲ့ဒီနိုင်ငံကဝင်နေတယ်ဒီလောက်နိုင်ငံပေါင်းအများကြီးဝင်နေတယ်မင်းတို့အဲ့ဒီနိုင်ငံတွေအတွက်မင်းတို့စွတ်တော်စကားတွေပဲပြောပြောမေးဘူးလားကျေးဇူးတင်တဲ့စကားတွေမင်းတို့ပြောမေးဘူးလားဟိုမှာဝင်လို့မရတဲ့ထိုင်ဝမ်နိုင်ငံတနိုင်ငံတွေကိုမင်းတို့ကဖော်ညှိုးပြီးပြောရတယ်ကြည့်တော့ဟာလားနာဇာကကိုမင်းတို့ကဖောင်းထုတ်ဘူးလားဟမ် အဲ့ဒီဝင်သွားအခုကယ်ဆယ်ရေးဝင်လုံးနေတဲ့ဟုတ်လားတပ်ဆိုင်ရာနိုင်ငံတွေရဲ့လူတွေကိုမင်းတို့ဟုတ်လားကျေးဇူးတင်ကြောင်းမင်းတို့ပို့တယ်တင်ဘူးတင်ဘူးလားအဲ့ဒီထိုင်ဝမ်ကိုဝင်လို့မရဘူးဆိုလို့နာဆာကောက်ကိုဖောင်းထုတ်နေတဲ့ကောင်နေဟမ်မင်းတို့အဲ့လိုမျိုးကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုဝင်လာပြီးကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားမင်းတို့ရေးဘူးလားပို့တင်ဘူးလားဟမ် မင်းတို့သိဆုံမြောင်းနဲ့အခုကျွန်တော်လိုက်စကားထိုင်ပြောတယ်ဆက်စပ်ပြောချင်းကျွန်တော်တို့တိုင်းပြည်ကိုဝင်လာပြီးကူညီခဲ့ပေးခဲ့တဲ့နိုင်ငံတိုင်းနိုင်ငံတိုင်းကိုအကုန်လုံးကိုကျွန်တော်တို့ကျေးဇူးမမေ့ဘူးကျေးဇူးတင်တယ်ကျွန်တော်ပြောခဲ့တယ်အခုထိုင်ဝမ်ဟလာသူကသူဘလို့ပုံစံနဲ့ပဲနိုင်ငံကိုစားပြုပဲလလလူမှုဘွဲ့စီပုံစံနဲ့ပဲလလဘလို့ပုံစံနဲ့ပဲလလရောက်သည်ဖြစ်စေမရောက်သည်ဖြစ်စေနော်လကူညီရသည်ဖြစ်စေမကူညီရသည်ဖြစ်စေ တို့ရဲ့ဆွဲလိုက်တဲ့အစီအစဉ်မှာတည်းကကူညီဖို့ဆိုပြီးတော့ပါတယ်အဲ့တော့ကျွန်တော်တို့ဂျေဇုတည်တယ်ဘိုးပေမဲ့နော်နိုင်ငံတကာစီလှုပ်ထုံလုံးနေနေရှိတယ်ဒါတွေကိုကျွန်တော်တို့ကပြန်လေးလာတာနိုင်ငံတော်လူကြီးတွေပို့သိတယ်ဒါဖြစ်သင့်လားမဖြစ်သင့်လားလှုပ်သင့်လားမလှုပ်သင့်လားမလှုပ်သင့်လို့မဖြစ်သင့်လို့ဟုတ်လားနိုင်ငံတော်လူကြီးတွေကဟာဂျန်နယ်လနဲ့ပြပြချပြပြီးတော့မှဟုတ်လား ဒါမဖြစ်လာတဲ့ကိစ္စဒီအကြောင်းတရားတွေကိုလည်းကျွန်တော်တို့အမျိုးတွေဟုတ်လားစာတွေအများကြီးဖတ်ဖို့မှာပါအခုဒီရက်ထဲမှာနော်ဒါကိုနားလည်ရမှာဘာလဲဘာမှမဟုတ်တဲ့အကြောင်းအရာကိုတခါလေးဟိုဘာလဲဟိုပုံကြီးချဲ့ပြီးတော့ပြီးတော့နန်းစားကားကိုသူတို့ကဖောင်းထုတ်ဟမ်အဘကဘလို့ခိုးစားတာတော့ဟိုဘလို့ပြောဘာလဲဟိုတင်းလုတ်ပြီးတော့ဟို လင်းရင်ကိုလင်းရင်ကိုမန္တလေးမှာသမစင်းမဲနဲ့နေပြည်တော်မှာဆင်းပြီးဘလို့ခိုးတာတို့ပုတ်ပန်း40တပုတ်လေလွင်ပြောတော့ကောမင်းတို့မြေကြီးနေတော့မင်းတို့ပြန်ကြည့်မန္တလေးလင်းရင်ဝင်ဆင်းလို့ရလားမရလားမင်းတို့စိတ်တွေကပါလဲမင်းတို့အိမ်မင်းတို့ယောမှာသုံးတဲ့နွားလေးတို့စိတ်ကားတို့များထင်းတယ်လားဟမ်လင်းရင်ဆင်းမှုစင်းစားငလင်ထိတာတာထိတာတော့မှငလင်ကတသေးလေးမဟုတ်ဘူးငလင်အကြီးစားကြီးထိတာတာမင်း မင်းတို့အဲ့ဒီမန္တလေးမှာဆိုရင်တိုက်လုံးတရာရှိရင်နော်အလုံးစစ်စစ်လောက်ပြူကြပါတယ်သဘောပေါက်လားကြံတဲ့အလုံး၁၀ကအကုန်လုံးကအပ်ကွဲကြောင်းနေတယ်လူမနေရဲဘူးနားလဲလားအဲ့လိုမျိုးဖြစ်နေနေအောင်ဘလို့ဒီလိန်ရင်တွေကလဆင်းမှလဲမင်းတို့စဉ်းစားလေကွာမြေကြီးတွေအားစာချမ်းခိုင်မှုမရှိဘူးနည်းနည်းကအုံတော့တော့ပြီးတော့မင်းတို့ဒီဟိုပါလဲလမ်းအောင်ကသွားခိုင်းတယ်လမ်းအောင်ကနေတော့သွားလို့ရတယ်ပါညာ ကလန်းဟောသွားပြီးတရားဖို့ပဲတရားအောင်ပဲမင်းတို့တရားလဲဟုတ်လားဒီငလျင်ကြောင့်ဟိုတင်းမဖြစ်တာဟုတ်လားကြက်ကိုင်မပြည့်တာဟုတ်မပြည့်တဲ့အခါကျတော့စီစစ်ပြီးတော့တစီမိမတစီဒီလိုသွားခိုင်းတာအဲ့ဒါလည်းမင်းတို့အပြစ်ပြောတာပြီးတော့လန်းဟောရောက်တယ်လန်းဟောရောက်တော့လေလန်းဟောမှာတစ်ချိန်လုံးတိုက်ပွဲတွေဖြစ်နေတယ်မင်းတို့တွေကတစ်ချိန်လုံးတိုက်ပွဲပေါ်ဆောင်တာဟမ်ဒီလိုမျိုးပရာကြီးကားတွေကိုမိုင်းတော်ကြီးဖောက်ခွဲတာတွေပါသွားတယ် ပစ္စည်းတွေကိုမင်းတို့ကဟာလား PDF တွေကထောက်ခံချက်မရလို့ဆိုပြီးတိမ့်ဆဲသွားတာ ड़ी မင်းတို့အတွက်ရိတ်ခတ်သဘောလာမဟုတ်ဘူးကွာတိလာမင်းတို့အတွက်ရိတ်ခတ်သဘောလာမဟုတ်ဘူးဟိုမှာသဘာဝဘေးကြားရောက်နေတဲ့နေရာတွေအတွက်ကူညီကယ်ဆယ်ရေးအတွက်ကွာနေတာနည်းနည်းနားလေအောင်လူလိုလဲမင်းတို့လူလုံးနားမလဲဘူးဟုတ်တယ်ကျွန်တော်ကူနာပဲပြောပွားကြီး ိုနေစောနိုင်ခုနကပဲကျွန်တော်ပြောပွားကြီးထိုင်ဝမ်ကသူကလာမှာနိုင်ငံကိုစားပြုပုံစံမျိုးနဲ့လာမှာအဲ့ဒါလို့လာတာအခုဂျပန်ဝင်လာတယ်နိုင်ငံကိုစားမပြုဘူးဂျပန်ကြတော့ဟုတ်လားလူမှုဘွဲ့စီပုံစံမျိုးနဲ့လာတာတကယ်လို့ထိုင်ဝမ်ကလည်းလူမှုဘွဲ့စီပုံစံမျိုးနဲ့ဝင်မယ်ဆိုရင်ဝင်လို့ရတယ်ဘာမှမဖြစ်ဘူးဟမ်အခုဟာထိုင်ဝမ်ကလူမှုဘွဲ့စီပုံစံမျိုးနဲ့မဝင်မဲနဲ့အစင်းဆုံးပြောရင်လူ အခြားကျွန်တော်တို့တိုင်းပြည်ကိုဝင်လာပြီးတော့အကူအညီကယ်ဆယ်တာတကြောင်အဲ့ဒီနေရာမှာပပားလေးနိုင်ငံရင်းလိပါလာပပားလေးပါလာသူကကမ္ဘာကူကူလာသမဂ္ဂကလုံးဝအတီးပြူလိုက်တာကိုသူတို့ကလိုချင်လို့သူတို့ကဝင်လာတာအဲ့ပုံစံမျိုးဒါကကျွန်တော်တို့တိုင်းပြည်နေနဲ့လူကြီးတွေသုံးပြတာမှန်တယ်လို့ကျွန်တော်ကလက်ထောက်ပေးရမယ်ထောက်ခံပေးရမယ်ဘာကြောင့်လဲဆိုတော့သူတို့တွေကပုံရောအောင်သိတယ်ဟုတ်လား ဒီတိုင်းကြီးကကမ္ဘာကူလာသွန်ကဟာအတီးပြူလာတာမဟုတ်ဘူးနော်သွားသူနိုင်ငံဖြစ်တာဖြစ်တာပဲကမ္ဘာကူလာသမကအတီးမပြူလာဘူးဒီလိုအတီးပြူလာတဲ့တိုင်းကြီးကိုကျွန်တော်ကကျွန်တော်တို့တိုင်းကြီးကလက်ခံလိုက်မှာဟာဒါနိုင်ငံမှာဘာညာဆိုရင်ကျွန်တော်တို့တိုင်းကြီးကိုအခြားတိုင်းကြီးတွေကဘာပြောမလဲဒါရီရှိသေးတယ်တန်ငင်းတမငင်းဘာညာဆိုတာထားအောင်ကျွန်တော်ပြောတာဟုတ်တော့လားနောက်ပြီးတော့ကျွန်တော်နိုင်ငံသေးသေးလေးဘာမှမဟုတ်ဘူး မင်းတို့အခုလိုပြောလို့မင်းတို့ကတရုတ်အကြောင်းနေတယ်လို့ပြောလာမပြောနဲ့မဆိုင်ဘူးကျွန်တော်ပြောပြမယ်တရုတ်ဆိုတာကမ္ဘာမှာကြိုက်တဲ့နိုင်ငံကွာတရုတ်နဲ့လွတ်တဲ့တိုင်းပြည်တပြည်မှမရှိဘူးမင်းတို့အမေရိကန်မှလည်းတကြီးတရုတ်နဲ့လွတ်လာလို့မင်းတို့ထင်ကြီးတဲ့အမေရိကန်တို့အင်္ဂလန်တို့မှဩစတြေးလျတို့အခုလုံးတကြီးတရုတ်နဲ့လွတ်လာလို့ဘယ်တိုင်းပြည်မှမလွတ်ဘူးတရုတ်နဲ့တော့ငါတို့တိုင်းပြည်တပြည်ကမဟုတ်ဘူးအဘောပေါက်လားအဲ့ဒီနေရာမှာအဆိုးဆုံးငါပြောပြမယ်ကျွန်တော်ပြောပြမယ် နော်မြန်မာနိုင်ငံကိုဟုတ်လားမင်းတို့တွေကအော်တရုတ်ကမကောင်းဘူးမကောင်းဘူးမှန်တယ်တရုတ်မကောင်းတာမြန်မာနိုင်ငံကတန်ရာဇာတာတွေပေါ်ချောင်းကောင်းတွေဝယ်နေတယ်မှန်တယ်ဟုတ်လားရရင်ရလို့အမြတ်ထုတ်တယ်မှန်တယ်ဖိုးပေမဲ့မင်းတို့ကဘာကူလာသမကမှာနော်နိုင်ငံတိုင်းနိုင်ငံတိုင်းကတတ်တို့မြန်မာနိုင်ငံကိုဟုတ်လားအေးအေးယူဖို့အဆိုးတင်သွင်းတိုင်းတင်သွင်းတိုင်းတရုတ်ကြီးကဗီရိုအာရာသုံးပြီးကတ်ကာပြီးကန့်ချနေတာမင်းတို့အဲ့ဒါထည့်စင်သားသဘောပေါက်လား ကျွန်တော်ကကျန်တာတွေမပြောချင်ဘူးဗျယနေ့အချိန်ကကျွန်တော်တို့တိုင်းပြည်မှာနိုင်ငံတကာဝင်လာပြီးတော့ဟုတ်တယ်ထိုင်ဝမ်တော့လက်မထောင်းရရပါမယ်အသိမပြုလိုက်သလိုဖြစ်သွားတာပေါ့ဟာသူ့ဘာနေတော့ပြောမယ်ဆိုရင်လိုက်ပြီးတဲ့ပုံစံဖြစ်သွားမှာနော်ဒါက तू ကဟာနိုင်ငံကိုစားမျိုးလဲလာမှာဒါကလက်ကမေးလို့မရတဲ့ကိစ္စ ဟုတ်တယ်ဝမ်ချိုင်းနာပုံကိုရီးယားနဲ့ policy နဲ့ညှိနေတယ်အဲ့ဒါတွေကိုဒီကောင်တွေကနားမလဲဘူးငပိနေရတိလားပေချာမလေးလာပဲနဲ့အားနေဒီထိုင်ထိုင်ဝမ်တနိုင်ငံနဲ့ကျွန်တော်ပြောဥပဒေစဉ်းစဉ်လေးရအဲ့ဒီထိုင်ဝမ်ဝင်ရလို့ဖောင်းထုတ်နေနာစာကောက်ဖောင်းထုတ်နေကောင်တွေရဲ့ပို့ဟိုဗာလဲ Facebook တွေပေးတွေတကြီးကြီးဟမ်အခုဝင်လာတဲ့နိုင်ငံတွေ ဟုတ်လားနိုင်ငံတိုင်းနိုင်ငံတိုင်းမြန်မာနိုင်ငံကိုလာပြီးကူညီနေတာကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းဘယ်ကောင်ရေးလဲမေးကြည့်တကောင်ကမရေးဘူးသိလားဘယ်ကောင်ကမရေးဘူးတကောင်ကမရေးဘူးဒီကောင်တွေကဘေးတိုင်းဘူးပြောသိလားတိုင်းကြီးဖြတ်ဖို့တော့ပေါ့လို့ပဲသာလက်စီနာစားကအစိုးရကို ဟုတ်လားတပိုးလေးလေးဝါရချက်နေတာတိတ်ကကြောင်နိုင်ငံကလဲမှာတိတ်ကမကြကြောင်ဝါရပြန်ဒီဟောနေဘာတကူမှအုံလုံးစီရကောင်နေတကယ်လို့ဒါနာဇာကကဟုတ်လားတရားဝင်အစိုးရမို့ဘယ်သူမှအသိမှမပြုထားဘူးဆိုရင်အခုလိုမျိုးတကယ်ကဘာထိတ်သိနိုင်ငံနေလာမလားဟိုကဘာကူလာသမကဟာစနော်ဦးမေဟောင်းလိုက်ဟုတ်လားကျွေးကြော်လိုက်တဲ့အခြေအားစပြီးတော့အခုကြီး ဟုတ်လားကဘာကြီးကူညီကြပါဆိုပြီးတော့ကြွေးကြော်လိုက်တဲ့အခြေအစားပြီးတော့ဟုတ်လားကဘာကူသားကူလာသမဂါကလည်းထုတ်ပြန်တယ်အမေရိကန်သမ္မတကလည်းထုတ်ပြန်တယ်ဟုတ်လားကျန်တဲ့တိုင်းကြီးတွေတကယ်အင်အားကြီးတိုင်းကြီးတွေအကုန်ထုတ်ပြန်တယ်ဒီနေရာမှာကျွန်တော်သွားပြီးတော့အဲကျွန်တော်အုံနောက်လေးနဲ့ကျွန်တော်ပေါ့နော်သွားပြီးတော့ပပြုံမိပြုံးမိတာပေါ့ကြီးကြီးတာမဟုတ်ပြုံးမိတာပေါ့သဘောကျမိတာပေါ့ဘာလေးလဲဆိုတော့မင်းတို့အော်အော်နေတယ် ဟာလာမင်းလုံးအေးမင်းကောင်းမင်းမြတ်ပေါ်မယ်မင်းကောင်းမင်းမြတ်ပေါ်မယ်မင်းတို့အော်နေရတာနော်ကျွန်တော်ပြောပြမယ်မင်းကောင်းမင်းမြတ်ပေါ်မယ်အဲ့ဒီမင်းကမြစ်တာတရားကိုအခြေခံတဲ့မင်းနော်နားထောင်လာတော့အဲ့ဒီမင်းကောင်းမင်းမြတ်ပေါ်လာရင်အဲ့ဒီမင်းကမြစ်တာတရားကိုအခြေခံမဲ့မင်းဟဲ့မြစ်တာတရားကိုအခြေခံမဲ့မင်းဆိုရင်ကျန်တဲ့မင်းနေကျန်တဲ့တိုင်းကြီးကမင်းနေလာပြီးတော့ဒီမင်းကိုအလှူတန်းနေလောက်ပြီးတယ် ဟုတ်လားထောက်ပံ့ပေးတယ်၊ကူညီပေးတယ်ဟုတ်လားအားလုံးဝိုင်းဝန်းဟိုတင်ဖြစ်ပြီးတယ်နော်ဒါမင်းငုံမင်းမြဲရဲ့ဇေယျလက္ခဏာကိုကျွန်တော်ပြောပြတာနော်နော်ဒီလက်နဲ့တော်ကားလို့ဟုတ်လားဒီလိုင်းဒီနိုင်ငံကိုဟုတ်လားအာဒီအခုဟုတ်လားကျွန်တော်တို့ပြောရတဲ့ငါဗျာလက်နက်ခေရင်ထုံးကားတယ်ကျန်တဲ့တိုင်းပြည်ကိုဟုတ်လားနိုင်နိုင်လို့ရတယ်အာမင်းငါလောက်အောက်ခံလို့ဟိုဟိုရာမင်းငါလောက်အောက်ခံလို့ဒါမင်းငုံမင်းမြဲမဟုတ်ဘူးသဘောပေါက်လားသဘောပေါက်လားဒီကြောင်းမျိုး မင်းကောင်းမင်းမြတ်ဆိုတာမေတ္တာတရားကိုအခြေခံတာအခုကျွန်တော်အများကြီးမပြောချင်ဘူးအခုမြန်မာနိုင်ငံမှာဥမေအွန်လိုင်းထားအော်လိုက်တယ်နိုင်ငံတကာအကောင်လုံးဝင်လာတယ်စဉ်းစားတော့မေတ္တာတရားကိုအခြေခံထားတဲ့အတွက်နိုင်ငံတကာအကောင်လုံးဝင်လာတာခင်ဗျားတို့စဉ်းစားကြည့်ပါဦးကျွန်တော်ကတော့ပြုံးတယ်ကျွန်တော်ကတော့သဘောကျတယ်ဒီနေရာမှာကျွန်တော်ကကျွန်တော်အတွေ့အလင်းနဲ့ကျွန်တော်သွားတာနော်ကျွန်တော်တွေ့နေကျွန်တော်သာဒီအကြောင်းတရားကိုကျွန်တော်ပြောနေတာဟိုဘက်က အစွန်းရောက်တဲ့အမျိုးရုပ်တွေကကျွန်တော်သေအောင်ဆဲမှာဆဲလည်းခ ्यू မဆိုင်ဒါအမှန်တရားပဲအမှန်တရားပဲဥမေ online တာဝနာနဲ့ပတ်သက်တဲ့ကျောင်းအမျိုးကြီးပြီးပါလားဟုတ်လားဟိုတော်မြတ်ဘုရားတကကြီးဘုရားတကကြီးဆင်းပြီးတော့ဘုရားတကကြီးဆင်းပြီးတော့អော်နေတာเนาะဒီဘုရားတကကြီးကဘုရားတည့်ရင်ねဟုတ်လား ျွန်တော်တို့တိုင်းကြီးမှာဒီလိုအမျိုးရိုးတွေရှိပါတယ်ဒီလိုမျိုးတိုင်းကြီးဖြက်စီနေပါတယ်ဒီလိုပြည်သူတွေကိုတတ်ပြတ်နေပါတယ်ဆိုတာကိုကဘာတိအောင်ခြားပြခဲ့ကိုပါပြီကဘာတိအောင်ခြားပြခဲ့ပြီးတော့ကဘာကြီးကလည်းနိုင်တတ်ဆိုင်ရနိုင်ငံတွေကလည်းဟုတ်လားဟိုကဘာကူလာသမဂ္ဂဆိုအမေရိကန်တို့ဘာလို့ကအစဟုတ်လားကျွန်တော်တို့တိုင်းကြီးနဲ့အမြဲတမ်းသားသာတာမတည့်တဲ့တိုင်းကြီးတွေကနေပြီးတော့နိုင်ငံကြီးခေတ်ဆက်ဆက်နိုင်ငံကြီးအကြောင်းပြပြီးတော့ ်ဟုတ်လားတတိယနိုင်ငံထွက်ခွာလာတဲ့လူတွေကိုယနေ့အချိန်နော်ဘာတွေလုပ်နေသလဲဒေါ်နယ်ထွန်းအစနော်ဘာတွေလုပ်သလဲဒါကျွန်တော်တို့မျိုးတွေအကုန်သိတယ်ကျွန်တော်ဒီကအများကြီးရှင်းပြဖို့တော့မလိုတော့ဘူးအခုအခြားတိုင်းကြီးတွေကလည်းမြန်မာနိုင်ငံသားတွေဘယ်လိုမျိုးဟိုတင်းဖြစ်နေလဲအခုထိုင်းမှာကျွန်တော်တို့တွေပတ်စပို့တက်တန်တွုံးလို့ဟာဒီတိုင်းနေနေရတယ်ဒါတွေကနောက်ွယ်မှာနိုင်ငံကြီးအဆုတ်အစင်းနေစီ နှစ်နိုင်ငံဟုတ်လားဒီလူမှုကြီးကြပ်ရေးတွေဟုတ်လားဆွေးနွေးရမယ်တိုင်ပင်ရမယ်ပြီးရင်ဘယ်လိုလုပ်ရမလဲဆိုတာဒါတွေအနောက်မှာအနောက်ကွယ်မှာရှိနေတယ်နော်အဲ့ဒါတွေပြီးသွားတဲ့အခါကျတော့အခုကျွန်တော်တို့တိုင်ပြီမှာဟုတ်လားတဘာဝဘေးစူကြီးကြာရောက်တော့တစ်ချက်ပဲထားဟောလိုက်တယ်နိုင်ငံပေါ်နိုင်ငံအကုန်လုံးကမ္ဘာနံပါတ်1နံပါတ်2နံပါတ်3အကုန်လုံးဝင်လာကြပြီဒါပေမဲ့တနိုင်ငံတနိုင်ငံဝင်လာတာဟုတ်လားအချိန်နေ ဟုတ်လားကိုယ်ကွာဝိုင်းကွာဝမ်းမယ်ဝေးကွာဝမ်းမယ်ဝေးကွာမယ်ဘာကြောက်လဲဆိုတော့သူတို့ရဲ့လှုပ်ရှားမှုတွေအခုဗျာခီးတခုသွားမယ်အခုကျွန်တော်တို့ဘောတော့ကျွန်တော်ဘောတော့အခုခီးတခုသွားမယ်အင်းကြီးတွေကိုကူးမဲ့သွားလို့မရဘူးဟဲ့ငါဘာလေးတော့ကြံ့သေးတယ်အဲ့ဒီကောက်ထဲလိုက်စဉ်းစားဟဲ့ငါဘာလေးတော့ယူသွားမှထဲလိုက်အင်းငါဘာလေးတော့ထဲရအောင်မယ်အဲအဲ့လိုမျိုးပဲဟောတတိုင်းမြေတတိုင်းမြေတချို့ကလည်း ready လောက်ထားတယ် တခါတည်းဟိုခยีမြဲသွားတဲ့လူကြတော့လေဟုတ်လားဝတ်စာရေးကိုအမြဲတမ်း ready လုပ်ကခยีမသွားဘူးတဲ့လူကြတော့လေဟုတ်လားဒါဥပမာတရားနဲ့ကျော်တော့ခြားပြတာပါခยีမသွားဘူးတဲ့လူကြတော့လေဘာလို့အဲ့လဲအစင်းသားကြီးဖြည်းဖြည်းချင်းလို့တချို့ကလည်းတေးကြစီစနစ်တိတိကျကျတဲ့ဟုတ်လားသွားသွားချင်တယ်ပို့အဲ့လိုမျိုးပဲအခုကျွန်တော်တို့တိုင်းကြီးဝင်လာတဲ့နိုင်ငံတွေကလည်းတတိုင်းကြီးနဲ့တတိုင်းကြီးဟာဝင်လာပြီးကုညီဖို့တော့အချိန်ကာလန်ဒေသန်လေးပဲအချိန်အခါလေးပဲကွဲလွဲသွားတာเนาะ အချိန်ကာလအချိန်ခါလေးပဲကွယ်လွန်သွားတာအကုန်လုံးဝင်လာကြတယ်ဝင်လာခင်ကလေးကလည်းတို့ကဟာလာမြန်မာနိုင်ငံမှာဒီလိုမျိုးဖြစ်သွားတာဟိုတို့ဝန်နေကြောင်းဟာလာပြည်သူတွေဟိုဟိုရင်းဖြစ်ဖို့အတွက်ဆုတောင်းပေးတယ်ဒီလိုမျိုးတွေဝန်နေစာတော်လာတွေပို့လာတယ်ဟာလာဒါမျိုးတွေပို့လာပြီးတော့တို့စစ်စင်တော်စင်ဝင်လာကြတယ်ဟာလာဒီလိုမျိုးပဲဟိုရင်းဖြစ်ကြတယ်စဉ်းစားကျွန်တော်အဲ့ဒါကိုကျွန်တော်ကပြုံးမိတယ် မင်းတို့ပြောတဲ့မင်းကုံမင်းမြတ်ပေါ်မယ်ဆိုတာကျွန်တော်ကပြုံးမိတာအဲ့ဒါပဲမင်းကုံမင်းမြတ်မင်းကုံမင်းမြတ်ဆိုတာလက်နဲ့ခေရင်ဟိုတောက်တင်လို့ဟုတ်လားအဲ့ဒါမင်းကုံမင်းမြတ်မဟုတ်ဘူးမင်းကုံမင်းမြတ်ဆိုတာကမြစ်တတရားကိုအခြေခံလို့အခြားတိုင်းပြည်တွေကလည်းမြစ်တတရားနဲ့ဝင်းညံပြီးတာအဲ့ဒါကိုဆိုလိုတာနော်အဲ့ဒါလေးတွေကိုမင်းတို့တွေနည်းနည်းနားလဲတော့နော် မင်းတို့အမျိုးရုပ်လမ်းစဉ်တွေကျင့်သုံးနေတဲ့အမျိုးရုပ်လမ်းစဉ်ကျင့်သုံးနေတဲ့ညီကိုမောင်တို့မတွေမင်းတို့ရဲ့လမ်းစဉ်တွေကိုစွန့်လွှတ်ကြပါတော့နော်အဓိကထားပြောချင်တာမြန်မာနိုင်ငံမှာအခုဒုက္ခတွေအကြိမ်ကြိမ်ရောက်နေတဲ့ကြားကဒီလိုမျိုးကိုဘွားအော်လောဘဇောတက်ဖို့အတွက်ကုံစင်းလုံးတွေထိုးတက်တာတွေရက်တန်ကရက်တော်ဗျာနော်ဘဒူးသေးသေးငတိမိုင်ပြီးရောဆိုတော့ ဇက်လန်နေရက်တန်ကရက်တော့ဗျာနော်ဒါလေးပဲပြောခြင်းနဲ့နော်နောက်နေ့ကျမှကျွန်တော်ညီကိုမော်တော်မတွေပြန်လဲစုံစည်းကြတော့ဗျာဒီညကတော့ဒီလောက်ပဲကျွန်တော်သွားလိုက်ပါမယ်နော်အားလုံးပဲမင်္ဂလာညကြပါလို့နော်